အသက်83နှစ်ထိုင်းဘရင်ဘူမိဘောအတူရတဲ့ရဲ့နန်းတက်နှစ်60ပြည့်မြောက်တဲ့မေလ9ရက်နေ့ထိုင်းနိုင်ငံနဲ့ဆက်ရှိစံကလပ်ဘူရီဝင်ကမှမော်များလဲမွေးနေ့ပွဲကိုစီစီကားကားတက်ရောက်ခဲ့ကြပါတယ်ထိုင်းပြည်ပြည်1946ခုနှစ်ဇွန်လ9ရက်နေ့တွင်ဘရင်အနန္ဒတာမဟီတော်စီမအာနာလွှဲပြောင်းရယူခဲ့ပြီး1950မေလ9ရက်နေ့တွင်နန်းသက်ပွဲအဖြစ် ပိတိတ်တွန်လောင်းခဲ့သည်1950အေဘီလ9ရက်နေ့တွင်လက်ရှိမိဖုရားကြီးတိရိခင်နှင့်လက်ထက်ထိမ့်မြခဲ့ပါသည်ဘူမိဘောအဒူရာတဲအား1929အေဘီလ9ရက်နေ့တွင်မွေးဖွားခဲ့ပြီးသူသည်1982ခုနှစ်တွင်တည်ထောင်ခဲ့သည့်ချာဂရီမင်းဆက်မှဘုရင်တစ်ပါးဖြစ်သည် ထိုင်းနိုင်ငံနေရာနှက်တွင်လောလောကိုင်းနေသောမြန်မာအလုတ္တမပေါင်းလေးတန်းခက်ရှိပြီးထိုင်းပြည်ရဲ့အေးမြတ်မိတာအောက်မှာယခုလိုငိမ့်ချန်းစွာလောလောကိုင်းခွေရခဲ့ပါတယ်။ဘရင်ကြီး၏မွေးနေ့ပွဲကိုနိုင်ငံသမွေးလုံးတွင်ရှိသောတိုင်းပြည်သူများကခမ်းနားစွာပြုလုပ်ပေးလျက်ရှိပြီးထိုင်းပြည်ကြီးသည်အသက်အရွယ်အရကျမရေချိုးတဲ့နေတော့လဲမနဲ့ပြန်တွင်ကြာရောက်မိ၎င်း၏မွေးနေ့ပွဲသို့ကိုတိုင်တက်ရောက်မိဖြစ်ကြောင်းထိုင်းနိုင်ငံထုတ်သတင်းစာများတွင်ဖော်ပြထားသည်